အားလုံးပဲမင်္ဂလာပါကျွန်တော် channel လေးကနေကြိုဆိုပါရစေကျွန် channel လေးကိုလည်း like subscribe နှိပ်ထားပေးကြပါဦးကျွန်တော်ဒီနေ့ကြာပြီးနေ့မှာတော့ည9ထွက်တယ်ပေါ့နော်ဒါညနေမှာတော့တစ်တုံညတစ်တုံညဆိုတော့ကျွန်တော်ပြောလို့ဒီ channel လေးချိန်မှာတော့ဒါတုံညညမဲ့ main work ကတော့မမီဘူးပေါ့နော်ကျွန်တော်ကဒီ channel မွေးကတ်တွေနဲ့အဓိကမွေးခွက်ဆိုင်နဲ့ကျွန်တော်တို့အဓိကသွားထားဖြစ်တဲ့အတွက်ပေါ့နော် ါဒါမဲ့မှန်ပါမှာကြတော့ဗောနော်ကျွန်တော်ဒီ၃ည၁နဲ့၃အခွေဗောနော်အခွေကတော့ဒါမဲ့ main quad ကတော့မိတယ်မိတယ်ဆိုပေမဲ့အဲဒီနေ့ဒီနေ့ဆိုရင် ကျွန်တော်ဒါမှန်တိုင်းပြောတာဗောနော်ဒီအခွေကိုမှန်တိုင်းပြောရင်ဆက်ပြီးမှကစားဖို့ပြောပါတယ်မှန်ပါတယ်ဟုတ်အဲပြောရမယ်ဆိုတော့ဒီ၃ရက်အတွင်းမှာတော့သူကတော့မချခဲ့ဘူး မကြားရပေမဲ့ကျွန်တော်တို့ဒီကျွန်တော်ဂျာရင်းညနေမှာမှလာကြ၄ချိန်ပေါ့နော်ဒါ၄ချိန်ဆိုမှမတိုင်းပြောတာဘရူဝဲနေနေ like အရောတိမ်မရှိတော့ဘူးပေါ့နော်ဒါ၄ချိန်အဲ site block ကောင်းနေပြပြအဓိက3ရက်လောက်ကိုဒါတော့တော်တော်များများတော့တတ်နိုင်တယ်လေးလုံးဝေးဖြစ်တဲ့အတွက်ပေါ့နော်အလိုက်အမလိုက်တိတ်ပြီးတော့မလိုက်နိုင်ကြအောင်တကယ်လို့ရခဲ့ရင်တော့ဒါအမြက်ကတိတ်ကြမှာမဟုတ်ထိုးစရာလောက်ပဲကျွန်တော်အဆင်ပြေမှာပေါ့နော်အဲဆိုတော့ကျွန်တော်ဒီပြောမယ်ဆိုတော့ ဒီနေ့မှာတော့ကျွန်တော်တခြားအခွေထပ်မပေးလိုက်တော့ဘူးမှန်ပါတယ်ဟုတ်ဒီကဒီ3ည3နဲ့တော့အခွေပဲထပ်ပြီးမှလာခိုင်းတာ3ည3နဲ့3ကုန်းအခွေကတော့ site ကောင်းတာဖြစ်တဲ့အတွက်ကျွန်တော်ကထပ်ပြီးမပြောင်းပေးတာပေါ့နော်အဲဆိုတော့ကျွန်တော်ဒီတစ်ခေါက်ပေါ့နော်လာမဲ့ပတ်တော့ကိုကျွန်တော်တစ်ချက်စဉ်းစားရတော့ဒီမှန်ပါတယ်ပေါ့နော်ဒီတစ်ပတ်မှာတော့နည်းနည်းလေးနောက်ကျပါတယ်ပုံမှန်ပတ်ဆိုတော့ကျွန်တော်တို့ခါတိုင်းဆိုရင်ထွက်နေပြီပေါ့နော် ဒီဗုဒ္ဓဖုန်းနဲ့တခါကြလဲစောကြတယ်တင်းလာနေတင်းလာရင်ကဗုဒ္ဓီ၃ရက်လောက်ကိုနည်းနည်းစောပါရနော်အဲဒီတစ်ပတ်မှာတော့နည်းနည်းနောက်ကျဖြစ်တယ်ဆိုရင်ကျွန်တော်လာမယ့်ဘတ်တော့ကိုကျွန်တော်တစ်ချက်စဉ်းစားထားပါနော်ကျွန်တော်ပေးတာကနည်းနည်းအကွက်ကတော့များတယ်အကွက်များဆိုလေးလုံးဝေးရဲ့ဗရိတ်ရဲ့မွေးကတ်ရဲ့ဆိုတော့ဒါမှန်ပါရင်အနေနဲ့အများကြီးကိုလိုက်နိုင်ဖို့ရအဆင်မပြေနိုင်ဘူးပေါ့နော်ဒီလေးလုံးဝေစောထွက်ခဲ့တယ်ဆိုရင်တော့ကြံတဲ့ဟာကိုကျွန်တော်လိုက်လို့အဆင်ပြေတယ်ဒါပေမဲ့မွေးကပ်ကအရင်ထွက်တယ် ဆိုတော့ဒါမွေးကပ်ကိုလည်းကစားခြင်းမှာကစားကြမယ်တချို့ကြတော့เนาะအဲ့ဒါဆိုတော့အဲ့လိုဖြစ်တဲ့အတွက်ကိုကျွန်တော်စဉ်းစားထားပါအောင်เนาะလာမယ့်အပတ်တော့ကိုကျွန်တော်အဓိကဒီလေးလုံးဝယ်ရတော့ကျွန်တော်ဒါအတတ်နိုင်ဆုံးအကောင်းဆုံးကိုရှားပေးမယ်အဓိကထားပြီးလိုက်ရမယ့်ဟာကို ကျွန်တော်ဒီအဥပမာလေးလုံးဝယ်ဖြစ်ဖြစ်ဘရိတ်ဖြစ်ဖြစ်ပေါ့เนาะအဓိက ထားပြီးလိုက်ရမယ့်ဟာကိုကျွန်တော် main တင်ကစားဖို့တည်တည်ချာချာလေးကျွန်တော်ပြောပြမယ်အ ਨੇ ဆုံးအကွက်အ ਨੇ ဆုံးဖြစ်အောင်ဗောနော်ကျွန်တော်မွေးကတ်ဆိုနေကျွန်တော်အ ਨੇ ဆုံး၄ခွက်လောက်ပဲအဓိကတော့ကျွန်တော်၄ခွက်လောက်ကိုကျွန်တော် main တင်ကစားဖို့ပြောပါတယ်ဒီ၄ခွက်လောက်ကိုကျွန်တော်အဓိကရှာပေးမယ်အမွေးကတ်ဗောနော်ဒါ၄ခွက်လောက်၄ခွက်လောက်ကိုအဓိကရှာပေးမယ်ပြီးရင်ကျွန်တော်အခွက်တစ်ခွက်ဖြည့်ပြဗောနော်အဲ break ကို short တင်လဲ short မယ်ဒါမှမဟုတ်ရင် မွေးကန်းနဲ့ break အဆင်ပြေရဆိုရင်ကျွန်တော်ဒီလိုနှစ်မျိုးပဲအဓိကပေးမယ်ဒီပြောမစွန်တော့ကျွန်တော်ဒီမမားတော့တော့ကျွန်တော်ဒါကတော့ဒီလောလောဆယ်ကတော့ break ကတော့မထွက်သေးဘူးပေါ့နော်မထွက်သေးဘူးဆိုတော့ထားလိုက်တော့ဒီကျွန်တော်မွေးကဆိုင်ဆိုလဲမန္တလေးမြို့ဒီကျွန်တော်ပြပေးတဲ့ဆိုင်ပေါ့နော်ကျွန်တော်9ခွန်9ခွန်9ရေကျွန်တော်9တုံညာရေကျွန်တော်ခွန်9ရေပေါ့နော် ဒီပြောမှဆိုရင်တော့ဒီကျွန်တော်တို့ဒီလေးခွန်ထွက်တဲ့ site နဲ့မှာကျွန်တော်တို့ကျွန်တော်တစ်ချက်လေးပြောပြမယ်ကျွန်ဒီလေးခွန်ထွက်တဲ့ site နဲ့ဆိုတော့ဒါခွန်ကိုခွန်ကိုဆိုတာထွက်တယ်เนาะပြီးတော့ကျွန်တော်ဒီမှာပေါ့เนาะငါကိုကိုဘူးပေါ့ဒီဒီလို site လေးတွေထွက်တယ်ပြီးတော့ဒီမှာပေါ့เนาะဒီ6ကိုထွက်တဲ့ site နဲ့ဆိုတော့ကျွန်တော်90ပေါ့เนาะဒီမှာငါခွန်ကိုခွန်90ကိုခွန်ပေါ့เนาะဒီမှာဆိုရင်ခွန်ကို 9090ဆိုတဲ့အခွေကိုတော့ကျွန်တော်ပေးလိုက်လို့ရတယ်ဒါပေမဲ့9090အခွေနဲ့ညီးတဲ့ break ပေါ့နော်အမွေးကတ်ကျွန်တော်ဒီလိုပေးလိုက်လို့ရတယ်ဒါပေမဲ့အမှန်တိုင်းပြောရရင်ဒါကတော့ကျွန်တော်မွေးကတ်ဆိုရင်မွေးကတ်တည်တန်းရစီခြင်းနဲ့စိတ်နဲ့အဓိကပေးလိုက်တာပေါ့နော်မွေးကတ်ရမယ်ကျွန်တော်တို့အခွေရမယ်ပေါ့နော်နောက်ဆုံးလွဲခဲ့ရင်လည်းတခုတော့ဒါကျွန်တော်တို့အတိုင်းတာတခုကြောင့်ပြန်လဲပြန်နိုင်တယ်ပေါ့နော်တချို့ frame တွေကမပေးနိုင်လဲရှိတယ် ကျွန်တော်ပြောမှဆိုတော့ဒီ9090အခွေနဲ့မွေးကတ်ကောကျွန်တော်ဒီလိုပေါ့နော်အောက်9090တုံညာနဲ့အခွေရောမွေးကတ်ကောကျွန်တော်ဒီလိုရွေးပေးလိုက်လို့ရတာပေါ့နော်ဒါပေမဲ့ပြောမှဆိုတော့တခုချင်းစီရစေခြင်းလားဒါပေမဲ့ဒီတစ်ပတ်မှာအခွေနောက်ကျသွားတာဖြစ်တော့တဲ့ကြောင်းလာမယ့်ဘက်ကိုကျွန်တော်အဓိက2မျိုးလောက်ကိုပဲအဓိကမိန်ပေးသွားမယ်ပေါ့နော်နှစ်မျိုးလောက်ပဲကျွန်တော်အများကြီးမှန်ပါတယ်ကိုမပြေတော့ပါဆိုတော့ဒီတိတ်ပြီးမ လိုက်ရတာဘယ်လိုပြောမလဲเนาะနည်းနည်းလေးကြာဝိုင်းအဆင်မပြေဘူးကျွန်တော် main quest မိတာမှန်တယ်တစ်တုံညာက main quest ကမိတယ်မှန်တယ်ဒါပေမဲ့ကျွန်တော်ကြာပြေးနေမှာဆိုတော့ဒါလိုက်အားတော့မရှိတော့အဲဆိုတော့လာမယ့်ပတ်တော့ကိုကျွန်တော်ဒါစဉ်းစားထားပါဘောเนาะကျွန်တော်အတိအကဖြစ်မဲ့ကြာမဲ့ဟာနှမျိုးလောက်ကိုပဲအခွေဆိုရင်အခွေအခွေနဲ့ break ကျွန်တော်ဒီလောက်ပဲပြင်မယ်အဲမွေးကနဲ့ break ဖြစ်ဖြစ်မွေးကနဲ့အခွေဖြစ်ဖြစ်ကျွန်တော်ဒီလိုလေးပဲဥစားပေးပြီးရွေးချယ်သွားမယ် အဲဒီနှစ်ခုက short talk ခံမှာကျန်တဲ့ချိန်တွေမှာကျွန်တော်ထပ်ပြီးမှပေးပါမယ်။အဲဆိုတော့ဟုတ်ပါပြီ။ဒါတော့ကျွန်တော်မှတ်မှာကြောင်း ပြောလိုက်တာပါနော်။ပြီးတော့ကျွန်တော်မနေ့ပြန်တွက်ကတော့ကျွန်တော် break နှလုံးပဲအဓိက ကစားမယ်ပေါ့နော်။နှလုံးလုံးကလည်းကြားနိုင်မကြားရင်လည်းအနည်းဆုံးတစ်လုံးထပ်ပြီးမှပေးနိုင်တယ်။ပြီးတော့မိတ်ဆွေတို့ကျွန်တော်ဒီပြတဲ့ site ပေါ့နော်။ကျွန်တော်ပြတဲ့ site ဒီ24 website ကကစားကြလားမသိဘူး12 website ပေါ့နော်။ စနက်ဝက်ဆိုက်ကကစားကြလားမသိဘူးဆိုတာကဒီစနက်ဝက်ဆိုက်ဆိုဒီတစ်ပတ်မှာပေါ့နော်ကျွန်တော်ဒါဘယ်နှကွက်၃ကွက်ထွက်သွားကျွန်တော်ခွန်၃ထွက်တယ်ပြီးတော့နှင်း၅ထွက်တယ်နော်ပြီးတော့ကျွန်တော်တို့၄၃ထွက်တယ်သူကပြောမှဆိုရင်ဒါဒီတစ်ပတ်မှာဆိုရင် तू က၃ကွက်လောက်ပြန်ထွက်သွားရေ၄၃ရေကျွန်တော်တို့ဒီမှာနော်ခွန်၃ရေနှင်း၅ရေပေါ့နော် ၃ဝက်ထွက်တိုင်းသူကလည်းအပတ်တိုင်းလို့လို့အနည်းဆုံးတစ်ချိန်တစ်ချိန်ကတော့ဒါလုံးဝအနည်းဆုံးပါပဲအနည်းဆုံးကတော့နှစ်ချိန်လောက်ကတော့သူပုံမှန်ပေးနေကြအာကစားတိုင်းအဆင်ပြေပါတယ်ငါဆိုတော့ဟုတ်ပြီကျွန်တော်တို့ဒီခဏန်းကိုကျွန်တော်ဒီလောလောဆယ်မိတဲ့ site နဲ့ပေါ့နော်နှစ်မနှစ်နှစ်ငါထွက်တယ်ညနေမှာတစ်သုံးညထွက်တဲ့ site လေးနဲ့ပဲကျွန်တော်တစ်ချက်ကြည့်ရအောင်အဲ့ဆိုတော့ဒီတောက်ကြံနဲ့မှကျွန်တော်နှစ်ချိန်ပဲကြံတော့တာဖြစ်တဲ့အတွက်ကျွန်တော်အတိအက main ဖြစ်မဲ့ဟာလေးကိုပဲအဓိကရွေးပြီးမှကစားကြမယ်ဒါနေတိုင်းပေါ့နော်ဒီမှာပေါ့နော်လောလောဆယ်ကျွန်မတစ်သုံးညာအပြင်ရာတပင်မဲ့ရှိတယ်တပင်မဲ့ရှိရဖြစ်တဲ့အတွက်တပင်မဲ့ရှိရဆိုင်နဲ့တွားမယ်သူကတစ်သုံးညာလို့ထွက်ပြီးရင်ဒါကတော့ကျွန်တော်ရိုးရှင်းဆုံးလေးကြည့်လိုက်မယ်ဆိုရင်တွေ့ရပြီးခဲ့တဲ့ဘက်ကျွန်တော်တောက်တောက်ကြညနေကနေ၈နှစ်က၈နှစ်လို့ဒါမနဲ့ပိုင်းမှာပြန်ဆင်းတာဖြစ်တဲ့အတွက်ကျွန်တော်ဒီတစ်ပတ်မှာ6တစ်တစ်ခွဲရှိတယ် ဲ6တက်က ထပ်ပြီးမှဘာလို့ဘာကြောင့်ဆင်းနိုင်နေလဲဆိုတော့ကျွန်တော်ထပ်ပြီးမှကြည့်မယ်။ဒီ6တက်ကဘာလို့ထပ်ဆင်းနိုင်လဲဆိုတော့ကျွန်တော်ဒါတင်းလာအဖွင့်နေတုံညာရှိထွက်ထားတဲ့ sign တွေကိုတစ်ချက်ကြည့်မယ်။တုံညာရှိထွက်ထားတဲ့ sign တွေတစ်ချက်ကြည့်မယ်ဆိုတော့ကျွန်တော်ဒါအရင်ကပေးရည်ရနော်။ဒါ6ကိုကိုအဲ့ဒါခဏထားလိုက်ပါဦး။အဲ့ဆိုတော့ကျွန်တော်ဒီဟာလေးကိုခဏပယ်လိုက်မယ် 3ည8ထွက်တဲ့ဘီရင်နဲ့ကြည့်မယ်ဆိုတော့တောက်ကြနေအတွက်ကိုပဲကြည့်မှာเนาะဒီမှာ3ည5နဲ့ကျွန်တော်တို့15ဆိုတာနှစ်ခွဲရှိမယ်3ည5နဲ့15ဘယ်ကလာလဲဆိုတော့ဒီမှာ15ပေါ့เนาะဒီမှာ9တုံညနောက်9တုံညဒီမှာကြည့်လိုက်မယ်เนาะဒီ9တုံညဒီနောက်ဆုံးကြည့်တဲ့9တုံညကိုမကြည့်သေးဘူးဒီ9တုံညနဲ့ဒီ15ကိုကြည့်လိုက်မယ်ဆိုရင် သူနဲ့သွားတူတဲ့ကဏ္ဍဆိုရင်6ဘူး6တက်ပေါ့နော်ဒါညံ့နေကဏ္ဍဆိုရင်ကျွန်တော်တို့6တက်ဒါ6တက်တစ်ခွက်ကဒါကျွန်တော်တို့မနေ့ပြန်မှာတော်တော် site ကောင်းတယ်အဲဆိုတော့6တက်တစ်ခွက်ကိုဒါမိတ်ဆွေတို့အနေနဲ့ main တင်ကစားပါဒီ38ထွက်တဲ့ site နဲ့ဆိုရင်တင်5ကတင်5လို့ပြန်ဆင်းတယ်ခုနကကျွန်တော်ပြရတဲ့ site ပေါ့နော်ဒီတက်တုံညာထွက်တဲ့ဆိုင်က niche ရှင်းနေလို့ပြန်စင်းတယ်သူကတော့ဒီမှာတော့မနဲ့ပိုင်းเนาะဒီမှာတော့ကျွန်တော်တို့ညနေပိုင်း 6တက်လို့ပြန်ဆင်းတာဖြစ်တဲ့အတွက်ကျွန်တော်1 5လို့ဒီလိုပြန်ဆင်းတာပြတော့ဒီ6တက်ကလည်း6တက်လို့ပြန်ဆင်းနိုင်တယ်6တက်ကို main တင်ကစားမယ်6တက်ကကျွန်တော်နင်းကထွက်တဲ့ site နဲ့လည်းကျွန်တော်ပြန်ပြီးမှပြပေးမယ်เนาะအဲဆိုတော့6တက်တစ်ခွက်ရှိမယ်ပြီးတော့ကျွန်တော်6ဘူးတစ်ခွက်ရှိမယ်ပြီးတော့ဒီအပွား9တုံညာနေရာမှာယူမယ်ဆိုရင်ကျွန်တော်တစ်နဲ့တစ်ခွက်ရှိမယ်တစ်နဲ့တစ်ခွက်เนาะအဲဆိုတော့ကျွန်တော်တစ်နဲ့ရဲ့6တက်ရဲ့6ဘူးပြီး ပြီးတော့ဒီကျွန်တော်မနေ့ကနန်းလေးကိုထည့်ပြီးမှကစားမယ်ဆိုရင်80နှစ်တစ်ခွဲရှိအဲ့ဆိုတော့ကျွန်တော်တို့လောလောဆယ်ခွန်းအခွက်ကတော့မများသေးဘူးเนาะပြီးတော့ကျွန်တော် break နှလုံးပေးမယ် break နှလုံးကတော့လောလောဆယ်ဖြစ်ပေးနေတယ်ပြင်ရပါအေးရပါเนาะဒါဟိုလိုအများကြီးစဉ်းစားတော့အများကြီးစဉ်းစားနေတဲ့ခါကျရင်နည်းနည်းခေါင်းရှုပ်တယ်ဗောနော်အခု site တွေကကျွန်တော်တချို့ကတော့ site မကောင်းမဟုတ်ကောင်းတယ် ီနှစ်ဆိုင်မကောင်းမှုကောင်းတယ်ဆိုတော့ထိုးရမယ့်ခွက်တွေအရင်များတော့အကောင်းဆုံးဖြစ်မဲ့ဟာကိုပဲအဓိကရွေးပြီးမှကျွန်တော်ကစားမယ်နော်နှစ်၅လို့ထွက်ပြီးတာ ਨੇ ဂျာရစ်မနက်ခင်နှစ်၅လို့ထွက်ပြီးရတယ်သူကဘာပြန်လိုက်လဲဆိုတော့ကျွန်တော်ဒီမှာ1ကို18ဒီမှာ6လေးပေါ့နော်ဒါကတော့၃ညပြည့်နှစ်၅လို့ထွက်ပြီးရတယ်ထပ်ပြီးမှလိုက်ပေးတာကျွန်တော်ဒီမှာ၄၃ခွန်ဘရိတ်ဒီမှာဆိုရင်6 1ခွန်ဘရိတ် ဒီမှာဆို6ဆိုရဲ company ဒီမှာ3လေးပေါ့နော်အဲဆိုတော့အနည်းဆုံးဒီမှာကျွန်တော်တို့ပြောမစံ break နှလုံးထဲမှာခွန်3ည break ပေါ့နော်ခွန်3ည break ကကြနိုင်တယ်သူကြပေးနေတာကကျွန်တော်ဒီကြ rain နဲ့ငါလောက်ထွက်ပြီးကြ rain နဲ့ကိုမယူဘဲနဲ့ဆိုရင်တော့ကျွန်တော်တို့ကဒီမှာတောက်ချာနေပဲယူမယ်ဆိုရင် complete 3ည break 3ည break complete complete 3ည break ခွန်3ည break ကိုကျွန်တော်ဒါမနေ့ပြန်ပါအဓိကထားပြီးမှကစားမယ် ပြီးတော့ဒီတစ်တုံညလို့ထွက်ပြီးတယ်ဆိုရင်လည်းတို့ရထားမှာဆိုရင်ကျွန်တော်80နှစ်ဆိုတော့တုံည rate ပေါ့နော်အားဆိုတော့ကျွန်တော်ကတော့အဓိက main ကတော့တုံည rate 2ကတော့ con rate သူက con rate ဆိုပေမဲ့ကျွန်တော်တို့ကဒီခုနကျွန်တော်ပြရတဲ့ဆိုင်မှာ61ကိုရတာ main tin ထိုးမယ်နော်61ကိုတော့ဒါဘယ်လိုနေနေဒါတော့ main word ထဲမှာပါတယ်။အဲဆိုတော့ကျွန်တော်အဓိကမနေ့ပြန်ကိုအဓိကကစားမှာက ဒီ၃ညပရိတ်နဲ့ခွန်ပရိတ်ပရိတ်နှလုံးကိုကစားမယ်ဒီမှအဓိကအာတအားဆိုတော့ကျွန်တော်မနေ့ပြန်ပေါ့နော်အတွက်ပေါ့နော်ကျွန်တော်ပရိတ်နှလုံးဒီဟာကိုပဲကျွန်တော်အဓိကကစားမယ်ပြီးတော့ကျွန်တော်ပေးထားတဲ့မွေးကတ်ထည့်ရပေါ့နော်မွေးကတ်ထည့်အကွက်ကတော့များတယ်များတဲ့ထင်တော့ဒါမိတ်ဆွေတွေအများကြီးမလိုက်နဲ့ဒီမွေးကတ်နဲ့ဒီ168ကိုအိုခေရတော့ဒါပြောမယ်ဆို190ဒါ complete 16 complete ပေါ့နော် ဒီနှစ်ကွက်တော့အဲကစားပါเนาะကျန်တဲ့ဟာတော့ဒါမိတ်ဆိုလို့အကြိုက်ဝက်ရှင်တော့လိုက်ဒါတော့ကျွန်တော်အဓိကပြောပြပါတော့เนาะဒီမွေးကထဲမှာတော့ကျွန်တော်နှစ်ကွက်ပဲရွေးချယ်တော့မယ်ငါးတုံညာရဲ့ငါးခွင်ရဲ့ကျွန်တော်ဒီနှစ်ကွက်ကိုပဲအဓိကရွေးကစားမယ်ခွန်တုံညာကတော့ဒါ complete ထဲမှာပါသွားပြီဖြစ်တဲ့အတွက်ပေါ့နော်အဲဆိုတော့ကျွန်တော်တို့မနေ့ပြန်တုတ်လေးကိုကျွန်တော်တစ်ချက်ရေးလိုက်မယ်နော်ကျွန်တော်တောက်ချန်နေဒါ23ရက်နေ့ 2021ရဲ့ကျွန်တော်7လ2025ပေါ့နော်ပိန်နေတောက်ချင်းတောက်ချမှာတော့ကျွန်တော် main ကတော့ကျွန်တော်အဓိက၃ညဘိတ်ကိုရွေးမယ်ပိန်၃ညဘိတ်မှာသူသူကြပေးနေတာ niche ရဲ့64ရဲ့ဒီနောက်ဘက်က main ကြပေးနေတာဖြစ်တဲ့အတွက်ကျွန်တော်ဒီ46ရဲ့ niche ရဲ့ပေါ့နော်ဒီနှစ်ခုကို main တင်စားမယ်ပြီးရင်၃ညခု ဒီဟာကိုကျွန်တော် main တင်ကစားမယ်ဒီ300ဘူးကဘာလို့ကျနိုင်လဲဆိုရင်ကျွန်တော်တို့ဒီမှာပေါ့နော်ဒါခွန်တုံးထွက်ပြီးတော့ဒါတောက်ကြနေမှာမနေ့ကမှ300ဘူးကျထားတဲ့ size လေးရှိတယ်ဒီပြန်ကနန်းတစ်ခွက်လေးရှိမယ်နော်ခွန်ကိုပြီးတော့ကျွန်တော်ဒူးကတော့ကျွန်တော်တို့ဒူးကတော့ကျွန်တော်တို့ခွန် break ပေါ့နော် ွန်ရိတ်မှာကကျွန်တော်တို့6ပစ်ကို maintain ကစားမယ်6ပစ်ရဲ့19ရဲ့ဘောနော်ကျွန်တော်ဒီနောက်ဘက်ကို maintain ကစားမယ်ပြီးတော့ဒီ6ရဲ့19ရဲ့ပြီးပါပြီကျွန်တော်နေ့တိုင်းထိုးဘက်ကခုနကကျွန်တော်ပြောရဲ6ဘူးရဲ့9ရဲ့ခွန်9ရဲ့ဘောနော်ဒီ3ဘွယ်ရှိမယ်ပြီးတော့နေ့တစ်တစ်ဘွယ်ရှိမယ်4ဘွယ်ဘောနော် အနိုင်အကွက်ကတော့အားလုံးစုစုပေါင်းဆိုတော့ဒါ break နှလုံးရယ်ဒီနေ့တိုင်းထိုးခွက်၄ခွက်ရယ်ပေါ့နော်အကယ်၍ကြံခဲ့တယ်ဆိုရင်ကျွန်တော် Viber နဲ့ YouTube နဲ့ Telegram ဒီ Viber မှာဒီမှာကျွန်တော်ထပ်ပြီးမှတင်ထားပေးမှာပေါ့နော်ပြီးတော့ကျွန်တော်အကြိုက်ဆုံးတစ်ခွက်ရှိရယ်ပေါ့နော်ဒါအားလုံးစုစုပေါင်း၅ခွက်ဒါတော့တနေကုန်ပေါ့နော်ဒီကပြောချင်တာကတော့ဒီကျွန်တော်အခွေဆိုရင်ဒါမထွက်သေးတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော် ကျွန်တော်ဒီခွန်သုံးတုံးကဆိုရင်ကျွန်တော် member တွေကိုအမှန်တိုင်းပြောရင်ဒါသီးတဲ့ပို့ပေးလိုက်သေးတယ်မထိုးပြင်မှာကြောင်းမို့ပေါ့နော်ဒါပေမဲ့ထိုးတဲ့လူကလည်းထိုးတယ်မကြည့်တဲ့လူကလည်းမကြည့်ဘူးပေါ့နော်ဒါကတော့အဲလွဲကျင်တဲ့အခါကျရင်လည်းဖြစ်တတ်ပါတယ်အဲတချို့ကြတော့ကျွန်တော်အမှန်တိုင်းပြောရင်တော့မထိုးပြင်မှာကြောင်းမို့အဓိကပို့ပေးလိုက်တယ်ပေါ့နော် ဟုတ်ပါပြီအဲဆိုတော့တကယ်အကယ်၍ပေါ့နော်လာမယ့်ပတ်တော့ကိုမှန်ပါတယ်ကိုကျွန်တော်အဲမွေးကဖြစ်ဖြစ်ပြိဖြစ်ဖြစ်ပေါ့နော်ကျွန်တော်အဓိကနှစ်မျိုးလောက်ကိုပဲဦးစားပေးပြီးမှရွေးချယ်သွားမယ်ဒီဖုန်းနံပါတ်ကဒါလာမယ့်ပတ်တော့ပေါ့နော်ဒါအဖွဲ့ဝင်နေတယ်ဆိုရင်ကျွန်တော်ဒီဖုန်းနံပါတ် Viber နဲ့ Telegram သုံးပါတယ်ဒီဟာကိုဆက်သွယ်လို့ရတယ်ပေါ့နော်ဒါလာမယ့်ပတ်အတွက်ကျွန်တော်မှန်ပါလက်ခံနေပါပြီအဲဆိုတော့ကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ